လူတယောက်ဟာသူများအလှူလှူတာကိုတားမြစ်လို့ရှိရင်တဲ့အန္တရာယ်၃မျိုးလှုပ်ထာရောက်တယ်ပေါ့သူ့ဘာသူလှူတာကိုလည်းမဆိုင်ဒါဆိုဒီ၃မျိုးကိုအန္တရာယ်ပြုတ်အရောက်တယ်ဘာလဲလို့ဆိုလို့ရှိရင်ဟောအလှူတာရဲ့ကကုသိုလ်ရဖို့အတွက်အန္တရာယ်ဖြစ်တယ်လှူတဲ့လူကသူကသွားဟန်တာလို့မလှူနဲ့လို့ပြောသည့်အတွက်ကြောင့် ကုသိုလ်ရရမှမရတော့ဘူးခဲ့အဲ့ဒါကြောင့်မို့လို့သူများလှူတာကိုတားမြစ်မယ်ဆိုလို့ရှိရင်တဲ့ဒါယကာရဲ့ကုသိုလ်အန္တရာယ်ကိုလည်းသူလောက်ရရောက်တယ်ကုသိုလ်ကိုအန္တရာယ်ပြုတာတားဆီးတာလည်းဖြစ်တယ်ပုံညာတရယ်လို့ခေါ်တာပေါ့နော်ကုသိုလ်ရရမှမရတော့ဘူးကုသိုလ်ကောင်းမှုရဲ့အန္တရာယ်ဖြစ်သွားကုသိုလ်ပဲဖြစ်တယ်နောက်တစ်ခုကဘာရောဆိုတော့ အလူကံပုဂ္ဂိုလ်အတွက်ရရမဲ့ပစ္စည်းမရလိုက်ဘူးဆိုသူ့ကိုလည်းပဲလာဘန်တဲ့သူရရမဲ့ပစ္စည်းအတွက်အန္တရာယ်လုံးလိုက်တာပဲတဲ့ဒါဟောအလူကံပုဂ္ဂိုလ်အလူတဲ့ပုဂ္ဂိုလ်ကဒါရကာကကုသိုလ်ရရမှမရတော့ဘူးအလူကံပုဂ္ဂိုလ်ကလည်းပစ္စည်းရရမှမရတော့ဘူးဟောအလူကံပုဂ္ဂိုလ်ကိုလည်းကုသိုလ် မဖြစ်အောင်အန္တရာယ်ပေးလိုက်တာနဲ့ဒုဒုပဲတဲ့လူခံတဲ့ပုဂ္ဂိုလ်လည်းပဲပစ္စည်းရရမှမရအောင်အန္တရာယ်ပြုတာနဲ့ဒုဒုပဲတဲ့မြတ်စွာဘုရားဒါမျိုးငါဘယ်တော့မှမလုပ်ဘူးနောက်ဆုံးမှာသူများလူတာကိုဟန်တာတဲ့ပုဂ္ဂိုလ်ဟာတဲ့မဟန်တာခင်ကတည်းကသူ့ရဲ့စိတ်ယုတ်မှကြောင့်မို့လို့သူများလူတာသူကသူလူတာပဲလေ မလို့မုံတာတဲ့စိတ်နဲ့ဟန်တာတာဖြစ်သွားတာဖြစ်သွားတော့မဟန္တာခင်ကလေးကသူကခုနကကောင်းမှုရဲ့အန္တရာယ်မဖြစ်ခင်ရရှိမဲ့ပစ္စည်းလာလာပါရရှိမဲ့အန္တရာယ်ကို မပြုတ်ခင် ချွတ်တင်ပြီးတော့သူ့ရဲ့ဂုံတိတ်ခါလေးသူဖြည့်ဆည်းပြီးသားဖြစ်သွားပြီဒီလိုဆိုလို့ရနော်အဲ့တော့ရသဗျာဆုလို့တာက သူများလူတာကိုမလူနဲ့လို့တားတဲ့ပုဂ္ဂိုလ်ဟာဒီအချက်၃ချက်ကိုသူ့မှာခြိကိုက်နစ်နာမှု၃ခုသူလုပ်တဲ့အလုပ်ကြောင့်ဒါယကာမှာကုသိုလ်ရရမှာမရတော့ဘူးအလူကံပုဂ္ဂိုလ်ပစ္စည်းရရမှာမရတော့ဘူးသူ့ကိုယ်တိုင်မှာကိုယ့်ရဲ့ဂုံတိခါကိုကိုယ့်ဟာကိုဖြတ်စည်းပြီးသားဖြစ်သွားပြီတဲ့၃ခု ီလိုသုံးမျိုးအတွက်အနေဖြစ်သွားတယ်လို့ပြောဒါကြောင့်မို့လို့အလှူဒါနနဲ့ပတ်သက်ပြီးတော့တရိษံပဲကျွေးကျွေးလူကိုပဲပေးပေးမဟန္တာရဘူးလို့ပြော